အားလုံးပဲမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုများကိုစဉ်စားမပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ပြည်သူဖမ်းနှံခံလိုက်ရတဲ့ဗိုလ်ကြီးညီညီမျိုးစုံနဲ့စိုးထုတ်ကျော်ဆိုတဲ့တဲ့င်းကိုရဲဘော်ရှမ်းလေးကယခုလိုပဲပြောကြားလာခဲ့ပါတယ် မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်အားလုံးပဲမင်္ဂလာပါညဝချင်းလေးမှာပြန်လည်ကြည့်ဆုလိုက်ပါတယ်ဒီနေ့ဇန်နဝါရီ6ရက်နေ့ဒီနေ့မှာတင်ပြသွားမယ့်အကြောင်းအရာတွေကသစ္စာဒိဋ္ဌံမိနေတဲ့ကောင်းတွေကိုကျွန်တော်ပြည်သူလူထုအရှိမပဲလက်ပြန်ကြိုးတုတ်ပြီးတော့ သစ္စာဒိဋ္ဌံပြန်ဆိုခိုင်းခံလိုက်ရတယ်။အကြံဖက်စစ်ခွေးတက်ကဘူကြီးညီညီမျိုးစွေနဲ့ဘူကြီးစိုးထွတ်ကြုံပြည်သူလူထုကျွေးတာစားပြီးတော့ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရမယ်အစားကျွန်တော်ပြည်သူလူထုကိုညီမနှိမ့်ဆက်တပ်ဖြတ်နေတဲ့ကောင်းလေးသစ္စာဒိဋ္ဌံမင်းတို့မိနေလားပြန်စုမင်းတို့ကပေါ်ဝါစီးပြီးတော့လက်ပြန်ကြိုးတုပ် ကျွန်တော်ပြည်သူရှေ့မှာဒူးတုတ်ခစားပြီးတော့တစ္ဆာအဒိတ်ထံဆိုနေတဲ့ရုပ်သံဗီဒီယိုဖိုင်ကိုတော့ကျွန်တော်ရဲ့ Telegram မှာကျွန်တော်ရဲ့မိပါတွေဝင်ကြည့်ပေးပါကျွန်တော်ကျွန်တော်ရုပ်ရှင်ကားတွေမှာကျွန်တော်ကြားနေရတဲ့အတန်တခုရှိတယ်အဲ့ဒါကတော့မင်းတို့ကိုပြည်သူရဲတွေကဝိုင်းထားပြီးမလှုပ်နဲ့ဒါရဲပါညော့ရုပ်ရှင်ကားတွေတိုင်းညောင်းတိုင်းညောင်းဆိုတဲ့ ကျွန်တော်တို့ဂျင်းထက်ခံပြီးတော့ကျွန်တော်တို့ကလေးပွားကကြီးခဲ့ရုပ်ရှင်ကားတွေမှာအများနဲ့ပါတာပေါ့နောက်ဆုံးခန်းကြမှာမင်းသားတေမမင်းမီးတေမဒါမှမဟုတ်음ကျွန်တော်တို့ပြီးကြီးနေတယ်ပေါ့နော်ရုပ်ရှင်ပိတ်သက်တွေဇက်နာသွားတဲ့အချိန်ကြမှာတနတ်ဆုပ်လေးတွေလွယ်ပြီးတော့မင်းတို့ကိုပြည်သူရဲတွေဝိုင်းထားတယ်ဆိုပြီးတော့ဝင်လာတက်တက်ကောင်းပြီအခုချိန်မှာတော့ အဲ့ဒီစခွေးနဲ့ရဲခွေးတွေကိုကျွန်တော်တို့ပြည်သူကပြန်လဲဝိုင်းထားယုံနေမှာပဲနဲ့ကျွန်တော်တို့ပြည်သူလူထုကပြန်လဲဖမ်းပြီးတော့တရားစီရင်နေရတဲ့အခြေအနေအကြောင်းတွေကျွန်တော်တင်ပြပါပါနောက်ထပ်ဒရင်တစ်ခုအဲ့ဒီဒရင်ကလည်းပဲဒါဘုံမှုချုပ်ချုံထုံးအောင်ကျွန်တော်ယူကြည်လူငယ်တွေဒါတုတ်တေရှင်းလင်းနိုင်ခဲ့ပြီဖြစ်တယ် ကျွန်တော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဒါအဲ့ဒီမှာတပါဝင်နဲ့ကျွန်တော်တို့ယူကြည်လူငယ်တွေအနေနဲ့လွတ်မြောက်တဲ့နေရာမှာကျွန်တော်ရောက်ရှိနေပြီတကယ်လို့သူတို့ကဖမ်းမဲ့ဆိုရင်လည်းပဲအမြင်တက်ပြီးတော့ကျွန်တော်ပြစ်မဲ့ပြည်သူကိုပဲဒါဖမ်းဆီးပါလိမ့်မယ်သူကျွန်တော်ယူကြည်လူငယ်တွေကတည်ဝင်ပြောဆိုခဲ့တာရှိပါတယ်သူတို့ပြောတဲ့စကားအတိုင်းအခုဖြစ်နေပါပြီ အဲ့ဒါကတော့ဘုံမှုချုပ်ချုံတော့တည်ဆုံမှုမှာလောက်ကျန်သူဆိုပြီးတော့မတင်ကာမှုတွေနဲ့အသက်6နှစ်အရွယ်ကလေးငယ်ပါအပါအဝင်ပြည်သူ16ဦးကိုဂျမဖတ်စစ်ခွေးတက်ကဖမ်းဆီးစစ်ဆေးနေတယ်ဆိုတော့အတင်းတွေထွက်ပေါ်လာပါတယ်ဒါနဲ့ချိန်နဲ့တပြိုင်နက်တည်းမှာပဲကျွန်တော်တို့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လေးလာစောင့်ကြည့်တဲ့သူတွေနဲ့ကျွန်တော်တို့အဲ့ဒီ missing ကိုအောင်မြင်စွာလုံဆောင်နိုင်ခဲ့တဲ့ ရေမွန်ယူကြည်လူငယ်အဖွဲ့အမြေပြင်ကထုတ်ပြန်ကြီးညာချက်ဒါတွေကိုတင်ပြပေးမှာပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုအစုံလေးဝင်းရကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကိုကလေးစားဖိတ်ခေါ်လိုက်ပါတယ်ပရမဟုဆိုမင်းတို့စခွေရဲ့ခွေတွေကိုကျွန်တော်ပြည်သူကဝိုင်းထားပြီးဖြစ်ပါတယ်ကျွန်တော်အများပြောနေကြပဲပြည်သူသားနဲ့အမိပြည်သူသားနဲ့အဖအဲ ပြည်သူသားလေဒီနိုင်ငံရဲ့အရေးပါဆုံးသောအပြောင်းလဲရဲ့တာဝန်ရှိတဲ့အဓိကသူတွေဖြစ်ပါတယ်ကျွန်တော်ပြည်သူကိုကြော်ပြီးတော့ဘာတစ်ခုမှလုပ်လို့မရဘူးဒါကြောင့်လည်းပြည်သူလူထုတရက်လုံးရဲ့ဆန္ဒကိုညှင်းဆန်ခဲ့တဲ့အုံနောက်မဲ့တဲ့ကောင်းတွေလက်ရှိခွေးယူလို့ဖြစ်နေတယ်ဆိုတာကိုလေတကဘာလုံးကထိုင်ကြည့်ရင်လည်းဟားတိုက်နေရတဲ့အခြေအနေပါ တာကက်ဖြစ်ရမှန်တယ်ပါဒီလူလူတို့ရဲ့စန္ဒနဲ့အညီလုတ်ခဲ့မယ်ဆိုရင်မင်းအောင်လှိုင်အခုချိန်မှာအေးစစ်စစ်ပင်စင်ယူပြီးတော့တကမာလုံးကိုပတ်ပြီးတော့နှက်နေလို့ရတယ်ကျွန်တော်ပြောတဲ့စကားလူငယ်အတန်ပါကျွန်တော်ကတော့လူငယ်ပြပြရဲပေါ်ပြ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 သသားပဲတင်ပြတတ်ပါတယ် ကျွန်တော်ပြည်သူရဲ့စကားကိုနားမထောင်ဘဲနဲ့ပြည်သူကိုလက်နက်ပြပြည်သူကိုပြိနေပြပြည်သူကိုကြောက်လန့်အောင်လှုပ်သွားလို့ရလို့လားဒါကြောင့်ဒီကနေ့ဖြစ်စဉ်မန္တလေးတိုင်းချောင်းမြို့နယ်ညောင်ဦးချောင်းလမ်းမိုင်းတနေရာမှာဂျမဖတ်စစ်ခွေးတက်ရဲ့ဒါတပ်ဖွဲ့ဝင်ဖြစ်တဲ့ဗိုလ်ကြီးညီညီမျိုးစွေနဲ့ဗိုလ်ကြီးစိုးထွတ်ကျော်ကိုအရှင်ဖမ်းမိကြောင်း ညောင်မြို့နဲ့ပကပတာဝန်ရှိတဲ့ကိုစည်းကထုတ်ပြန်ကြေညာခဲ့ပါတယ်။ကျွန်တော်လူငယ်တွေကတော့ဖန်ရင်ဖန်နေမိမိတယ်။တရင်ကိုမြေပြင်ကဗီဒီယိုနဲ့တကွာတက်တည်ပြပြီးတော့ထုတ်ပြန်ကြေညာတယ်။ဆိုတော့ကကျွန်တော်ပြောချင်တာကဟိုဘက်ရက်ကကဒီကနေ့ဒါလိမ့်လေထုတ်ပြန်ပြီးတော့ကျွန်တော်ပြစ်မဲ့ပြည်သူ 6မိနစ်အရွယ်ကလေးငယ်ပါအပါအဝင်ရန်တမ်းဖမ်းနေတာကိုကျွန်တော်ကညှို့ဆို့တပြနေချင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လူငယ်တွေကဖမ်းပြီးသွားတော့ကျွန်တော်မိဘအပြည့်သူတွေကိုတရားဝင်တင်ပြပါတယ်မိမပုံလေးကလည်းတကယ်ကိုဒါယူကျုံးမှုအပြည့်ရှိပါတယ်မျိုးလုံးလေးကိုတော့စီးထားတယ်လက်ပြန်ကြိုးလေးကိုတော့တုတ်ထားတယ်ပြီးတော့မင်းတို့ရဲ့သစ္စာဒိဋ္ဌံမင်းတို့ဆိုခဲ့တဲ့သစ္စာဒိဋ္ဌံကိုပြန်ဆိုပြ ရှင်းရှင်းလေးပါဒီသစ္စာဒိဋ္ဌံကိုမင်းတို့ကိုယ်တိုင်မင်းတို့ပြည်သူကို ပြန်ဆိုပြသစ္စာဒိဋ္ဌံမိနေလားမမိပါဘူးအေးမမိဆိုဆိုရှာပါတယ်နှောင်လုံးညင်ညာပဲဆိုတော့ကိုယ်ဆိုတဲ့သစ္စာဒိဋ္ဌံနဲ့ကိုယ်လုံးနေတဲ့အလုံးမှုရာတွေနဲ့ဘာကြောင့်ကွဲပြားခြားနာနေတာလဲကျွန်တော်ပြည်သူကိုနေ့စဉ်ဖိနှိပ်တပ်ဖြတ်ငွေညစ် ခေါ်ဆိုလူနိုင်နေလို့ဒီနိုင်ငံအတွင်းမှာဘယ်နှရက်ထမင်းဆက်စားလို့ရအောင်လဲပြောချင်တာကတော့ကျွန်တော်လူငယ်စကားလိုပဲနောက်နေ့မျက်နှာတစ်ဆရာမရှိအခြေအနေဇိုးတွေနဲ့ကြုံသွားမှာတနေ့မဟုတ်တနေ့ရောက်လာမှာဖြစ်တယ်။ဒါတော့ကျွန်တော်တို့တညာမှုတွေအများကြီးရှိတယ်ကျွန်တော်ညီပါဒါပုံဝင်လေးလေးပြောတာကျွန်တော်မစ်ရှင်တွေမှာကျွန်တော်အားလုံးစီစဉ်ပြီးသွားပြီ။ တို့ပေမဲ့အဲ့ဒီမစ်ရှင်ရဲ့အနီးပတ်ဝန်းကျင်မှာဒေသခံပြည်သူတွေဒါရှိနေရွေးတော်တော့ပြီးတော့အဲ့ဒီမှာဘာမှမသက်ဆိုင်တဲ့ဒူဘီအတားယုံရင်စကဖြစ်နေတဲ့အခြေအနေတွေမှာကျွန်တော်တို့မစ်ရှင်မောင်းမြောက်များစွာကိုနောက်ဆုတ်ခဲ့တာဒီအများကြီးရှိတယ်ကျွန်တော်ပြည်သူထိမှာဆိုလို့မဟုတ်ရင်ဒီထက်ပိုတဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့အရာရှိပိုင်းတွေကုန်သွားတော့ရှိနေတော့ဒါကြောင့်ကျွန်တော်တို့ကကြုံပြီးတော့ကျွန်တော်မိဘတွေပြောတယ် ။ညာဖက်စစ်ခွေးတက်နဲ့กินတဲ့နေရာမှာနေပါဝေးဆုံးမှာနေပါ။ငါသွားတဲ့လမ်းတောင်မို့ငါရှိတဲ့ရက်ကွအဲ့ဒီရက်ကွမှာအဲ့ဒီကောင်နေနေနေဆိုရင်အဲ့ဒီအိမ်နဲ့ကောင်ဝေးနေပါ။လပိဆိုင်ထိုင်နေဆိုရင်လည်းပဲအဲ့ဒီကောင်နဲ့လပိဝင်တောက်ရင်ကျွန်တော်မိပါထွက်သွားလိုက်ပါ။အတုဆိုင်မှာအတုစားနေတယ်ဆိုလဲကျွန်တော်ရဲ့ညီကိုမောင်မတွေသူတို့ဝေးပြီဆိုတော့နဲ့ထွက်သွားလိုက်ပါ။ဆိုတော့ဒီလိုမျိုးခက်ခဲတွေကျွန်တော်မိပါတွေကိုကျွန်တော်တင်ပြခဲ့တာတွေရှိပါတယ် ဒါကကျွန်တော်ကိုထိုက်ကလည်းပဲလက်ရှိကျွန်တော်တို့ဒါအကြီးကြီးညီကိုမောင်မတွေနဲ့အမြဲတမ်းဒါဆွေးနွေးစကားပြောတိုင်းမင်းနေတာကျွန်တော်ညီကိုမောင်မတွေအားလုံးကအတူတူပါပဲဆိုတော့ဒီအချိန်တွေမှာကိုရှန်လေးရအဲ့ဒီမရှင်ကျွန်တော်တို့စုပ်ပေးလိုက်ရအခုပြင်ဆင်ပြီးသားပြင်ဆင်မှုအတွက်ကျွန်တော်စူးစမ်းခဲ့ရတဲ့အရာတွေအများကြီးရှိတယ်ကျွန်တော်မြင်ပါနံပါတ်1ရေပေါ်တွေလုံးလုံးရေးနံပါတ်2ကျွန်တော်တို့ဒါဆက်ဆက်ပြီးတော့အသုံးပြုမဲ့ ဆက်ဆက်ရီတို့ပေါ့ဗျာနံပါတ်3ပြစ်စင်မှုပြပုံကြစေနံပါတ်4အစီအစဉ်ကိုပြန်လည်ပြီးတော့ဒါဆုတ်ခွာလိုက်တဲ့အရေးပေါ်အခြေအနေမှာလူကြိုရေးအများကြီးကျိုးပေါက်ခံရတဲ့အခြေအနေအခြေအနေတွေအများကြီးရှိပါတယ်ဆိုတော့ဒါပေမဲ့ဒီလိုခက်ခဲမျိုးတွေကြားထဲမှာပဲကျွန်တော်လူငယ်တွေဟာပေါ်လင်းချင်ချားစွာနဲ့ ကျွန်တော်မိဘတွေနဲ့အတူတူမျိုးပြတွေမှာရှိနေချောင်းကိုတသက်ပြခဲ့ပြီဖြစ်ပါလားခုဆိုရင်ကျွန်တော်ဖက်စစ်ခွတ်တက်အာသူတို့အတွက်နေစရာနေရာမရှိဘူးဆိုတာကိုကျွန်တော်ထင်ရှားတာတွေ့ရမှာဖြစ်တယ်သူတို့တွေကိုဒါလမ်းလုံးကျွေးဆောင်ရနေတယ်ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဟာကိုကိုပိုင်ကအေစီကားနဲ့လာတဲ့အဲ့ဒီအချမ်းပတ်ဖက်စစ်ခွေကဘူကြီးညီညီမျိုးစုံနဲ့ဘူကြီးစိုးထွတ်ကြော်တော့ နှစ်ကောင်လုံးကိုရှင်ဖတ်လိုက်တာပေါ့ကိုပိုင်ကအေစီကန်စကားနဲ့မဟုတ်ယူနီဖောင်းနဲ့လည်းမဟုတ်ဆိုတော့ကိုချီနေတာကိုပြန်တိဖို့တော့လိုတာပေါ့ဗျာငါကတော့အရာရှိပါငါကတော့ပူကြီးပါဟုတ်လားဒါနဲ့ကျွန်တော်တို့ဒါဒေသဆိုင်ရာအသီးသီးမှာစစ်ကြီးဖောင်းတကားကားနဲ့ဒါရေခွေအင်းကြီးတကားကားနဲ့ ဖုံမြောက်ဒီမြောက်ကောင်တွေမြောက်ကြောင်မြောက်ကြွားကောင်တွေမတွေ့လဲတော်တော်ကြာနေပြီနော်ကျွန်တော်နေပါအရှင်တော်ဆိုမျက်မှန်တက်ပြီးတော့ကျောင်းရန်ကုန်လေးမန်းလေးမှာဆိုအမြင်နဲ့တွေ့ရမှာမျက်မှန်တက်ပြီးစိုင်းနေ gain အာဘုံမှာပွင့်နေကြတာဒီအတောင်ရင်ရှိပေါ့ဒီလိုပုံတွေများကြီးရှိပါတယ်ဆိုတော့အခုဆိုရင်ဂျပန်ဖက်စစ်ခွတ်တက်ရစစ်ခွေးယူနီဖောင်းရဲခွေးယူနီဖောင်းဝတ်တွေနဲ့မမီရတော့ဘူး ရှားပါနေတာပါဒီလိုရှင်နေမျိုးမှာအရက်ဝက်နဲ့ကိုယ်ရောင်ဖြောက်ပြီးတော့ကျွန်တော်ပြည်သူနဲ့ကြောနှောပြီးတော့ခီးသွာလာလို့ຢာခေါင်းပါရဲ့သူတို့လည်းစိတ်ကူးပါလိုက်မယ်ခွေးနဲ့လူပုံစံကကွဲတယ်ဟုတ်လားကျွန်တော်ရင်ပြီးပါ subscribe video ကိုကြည့်နေတယ်ကျွန်တော်ရဲ့အညီကိုမောင်းမှကျွန်တော် video comment မှာရှိပြစစ်ခွေးနဲ့ကျွန်တော်ပြည်သူနဲ့ကျွန်တော်တို့ဒီနေပုံစံကွဲတယ်ရဲခွေးနဲ့ကျွန်တော်တို့ဒီနေ ဘာမှမဆိုင်ဘူးကျွန်တော်တို့ရင်းနှောင်းအသုံးတဲ့စကားလေးတစ်ခုရှိပါတယ်နည်းနည်းလေးရိုင်းသွားရင်တော့ပြန်လို့ပြပါနှစ်သက်ချီနဲ့ e ဟုတ်ပြီလက်ရှိချိန်မှာတော့နှုံကိုဖုံကာထာထပ်ပူပြီးတော့ကျွန်တော်တို့တော့ဘာမှမလုပ်ကသေးပဲနဲ့ရှူရှူဖတ်ကြနေပါလေအဲ့လောက်တော့ပဲကြောက်နေရလားငါကောင်းပြီလားမင်းတို့ပြောတော့ standard army g ရဲ့အရာရှိဘူကြီးတွေဘုံမှုကြီးတွေ မကြောက်ပါနဲ့ရှူပေါက်မယ်ဆိုရင်လည်းပဲကြိုပြောဖို့ရှူတော့ထွက်မကြနဲ့ရှူတော့ပေါက်မချနဲ့နဲ့နဲ့ကျွန်တော်တို့တော့ကျွန်တော်တို့ဒါပြည့်မဲ့ပြည်သူတွေဒါကျွန်တော်တို့ဒါတောင်းရင်စတဲ့ကာလအတွင်းရတယ်ဒီနေ့အချိန်ထိဒါကျွန်တော်တို့နဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်မတွေအဲကျွန်တော်တို့ရဲ့ဒါပြည်သူပေါ့နော်ပြည်မဲ့ပြည်သူတွေကိုဖန်စီပြီးတော့ရဲဆက်ဆက်ညှင်းမှန်းနှိပ်စက်တက်ဖြတ်နောက်နေ့မှအလောင်းလာပို့ အလောင်းထုတ်တဲ့အချိန်မှာလည်းပဲရုပ်ပြက်ဆင်းပြက်ဒါတော့မှသူတို့ကခံဝင်ဂရိမျိုးစုံဖိုးခိုင်းပြီးတော့ဒါပိုက်ကြီးလဲခွဲထားရင်တွေလဲခွဲထားပြီးတော့မျက်နှာမှာလဲဘလိုမှကိုကြည့်မကောင်းရှုမကောင်းအခြေအနေတိဘလောက်တောင်ညီမနှိမ့်ဆက်တပြက်ခံရရတဲ့အခြေအနေဇိုးတွေနဲ့ရင်ဆိုင်ခဲ့ရတာတဲ့ကျွန်တော်တို့ပြည်သူလူထုဟာသူတို့အဖမ်းခံရတဲ့သူတို့လှည့်မှကြတော့တေးတော်ထွက်ကြတယ်ဆိုတော့ကြည့်လို့မှကောက်တေးရလားဗျာ ဟုတ်ပြီလက်ရှိအချိန်မှာတို့ကိုစစ်တုံးမဲ့ဥပဒေနဲ့ဒါအရေးယူဆောင်ရွက်သွားပါမယ်အကျန်းကိုလူသားဆန်တယ်နော်ချွတ်ချက်အနေနဲ့တော့ပြောပါမယ်တကယ်လို့ထပ်ပြေးဖို့စူးစမ်းရင်တော့ဘောင်းဘောင်းဘောင်းဒိုင်းဒိုင်းဒိုင်းကြီးပြကြဖို့ဖြစ်သွားမှာပါဒီကောင်ချွတ်ပြေးမယ်ထင်ပါတယ်ဟုတ်ပြီဒါကတော့လက်ရှိအခြေအနေမှာကျွန်တော်ဖက်စစ်ခွေးတက်ကအရာရှိတွေအရေးဝင်ယူနီဖောင်းတွေနဲ့ ဒါလက်သလားလို့မရတဲ့အခြေအနေဒီခြေအနေတွေမှာကျွန်တော်ပြပပြည်သူတွေနဲ့ဒါနေရာတိုင်းမှာကျွန်တော်တို့ကာဝေးတစ်ခွဲဝင်နေရှိနေပါတယ်ဆိုတဲ့အကြောင်းပါဟုတ်ပြီကျွန်တော်တို့ကြိုတင်ပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဒါချက်ပစိခွေးတက်ကသူတို့ရဲ့ဒါဗိုလ်ချုပ်ကြီးချုပ်ထုံးအောင်ကိုကျွန်တော်တို့ဒါအုပ်စဉ်ရှင်းလင်းပြီးနောက်ပိုင်းမှာသူတို့ဟာ6ရက်အရွယ်ကလေးငယ်ပါဝင် ကျွန်တော်တို့ရက်သားပြည်သူ6ဦးဖမ်းဆီးထားတယ်ဆိုပြီးတော့ထုတ်ပြန်ကြေညာချက်မှာတွေ့ရတယ်ဆိုတော့အဲ့ဒီ6ဦးလုံးမှာကျွန်တော်တို့ရဲ့ဒါမြို့ပြ UG လူငယ်အဖွဲ့တွေတကြောင်မှမပါဘူးဆိုတာကိုလည်းထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်ဘီကင်းလုံးကျုံတည်းရှိပါတယ်ဒီပြည်စင်နဲ့ပတ်သက်ပြီးတော့လည်းဒါသူတို့အနေနဲ့ထူးထူးခြားခြားဖြစ်ရှင်းစရာမရှိပါဘူးဒါအပြစ်မဲ့ပြည်သူတွေကိုပဲစာနာတရားမိပါတယ်ရဲဘော်တွေအားလုံးဘေးကင်းလုံခြုံပါအကြောင်းကို တင်ပြပြီးပြောဆိုပြီးဖြစ်တယ်လို့လည်းထပ်မံပြောဆိုထားပါတယ်ဒါဆိုရင်အဲ့ဒီမှာဖန်ထားတဲ့ကောင်တွေကဘသူတွေလဲဘသူတွေကိုဖန်ထားတာလဲကလင်းငယ်တွေတစီသမားတွေဘေးကျွဲကယ်ရီသမားတွေစီရီယမ်ဆရာဝန်တွေနဲ့ကျွန်တော်တို့ဒါအခြားသောသူတွေဇက်တိုက်ဇလန်းစင်ပြီးတော့ဖန်ထားတာဖြစ်တယ်ဆိုတော့ဖန်တဲ့အချိန်မှာတနက်လဲပါသေးတယ်အဲ့ဒီတနက်အကြောင်းကိုကျွန်တော်ကဒီကိုပြောချင်တာဗျာကျွန်တော်တို့ညပြတော်လိုင်းတက်မှာလက်နဲ့ခရင်ကျွမ်းကျင်သူ အကျွန်တော်တို့လည်းဒီလက်နက်တွေနဲ့ပတ်သက်ပြီးတော့အနည်းဆက်ဆုံးခံမှန်းနိုင်ပါတယ်ဆိုတော့သူတို့ထုတ်ပြန်ထားတဲ့ဒါတပ်ပုံမတန်အရာအဲ့ဒီတနက်ကိုကြည့်ရှုစစ်စစ်လိုက်တဲ့အချိန်မှာတနက်စစ်မှုဖဲနဲ့ propane gas gas နဲ့ပြတဲ့တနက်အတုဖြစ်နေတာကိုသေချာစွာကြည့်မယ်ဆိုရင်တွေ့ရမှာဖြစ်ပါဒါဆိုရင်တော့ရှင်းသွားပါကြော်ကတ်တနက်တွေပြီးတော့လေတနက်တွေကျွန်တော်မြင်ပါတယ်ကြားဖို့မှာပါကျွန်တော်တို့ဒါ ပစ္စတိုတွေနဲ့ပုံစံတူတူရှိပါတယ်အဲသူက rifle ပုံစံတွေလည်းရှိပါတယ်ဒါကအဲကျွန်တော်တို့ဒါဟို online secret မှာလည်းပဲဝင်ရောက်ကြည့်ရှုပြီးတော့လဲဝယ်ယူမှားလို့ရတဲ့အခြေအနေတွေလည်းရှိပါတယ်ကျွန်တော်နိုင်ငံမှာတော့အဲ့ဒါကိုတော့ဖွင့်ပြထားတာတော့ရှိမှာမဟုတ်ဘူးဒါပေမဲ့ခြားသောနိုင်ငံတွေမှာ gas net gas net ကိုတရားဝင်ရောက်ချနေတာတွေရှိပါတယ်ဟုတ်ပြီဒီတနက်ကိုစစ်စစ်ကျွတ်လိုက်တဲ့အချိန်မှာ gas တနက်ဖြစ်နေပါတယ်ဆိုတော့ဘလို့ပဲလိမ့်လိမ့် လင်နာကြီးကတော်တော်လေးကိုရုပ်ပြဆင်းရဖြစ်နေတာပါဟုတ်ပြီလက်ရှိကျွန်တော်တို့ဒါအဲ့ဒီဖြစ်စဉ်ကိုစောင့်ကြည့်လေ့လာနေတဲ့ကျွန်တော်တို့ဒါပြည်သူတဦးကဘုံဘုံချုပ်ချုံတော့ပြတ်ခတ်ခံရတဲ့နေရာအနီးမှာစောင့်လို့လုပ်ငန်းခွင်အဲ့ဒီ site ထဲကအလုပ်သမားတွေကိုတရားခံစရင်တွင်းထားပြီးတော့ဖမ်းဆီးနေတဲ့အကြောင်းကျွန်တော်ကြားသိထားရပါတယ်ဒါကြောင့်အပြစ်မဲ့ပြည်သူတွေကိုပဲသူတို့က ောင်းစဉ်တက်ပြီးတော့ဖမ်းမှာဖြစ်တယ်သူတို့ကဘာမှအလုပ်လို့မရဘူးဒါပေမဲ့အဲ့ဒီအမှုကသူတို့ရဲ့ခေါင်းကြီးကိုကျွန်တော်တို့ကခေါင်းတိကုန်ထိအောင်ပြစ်နိုင်ခဲ့တာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါလက်ဖက်ကြောင့်စိုးဝေးကိုတိုင်းဒါရန်ကုန်ကိုရောက်ရှိလာပြီးတော့တေချာစွာကန်တွဲနေရပြင်မဲ့လည်းပဲအဲ့ဒီနာအိုကြီးတွေအဲ့ဒီခွေးအိုကြီးတွေထက်ကျွန်တော်တို့လူငယ်တွေဟာ ဘလောက်ထိပါနဲ့လိမ်မာမှုရှိလဲဆိုတာကိုတသက်တွေထပ်မံမြင်တွေ့ရပြီးတော့ try မိပါတယ်ဒီထပ်ပို့ပြီးတော့ကောင်းမွန်တဲ့ mission တွေကိုလည်းမြင်တွေ့ရဖို့ရှိပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တင်ပြခြင်းတဲ့အကြောင်းရနောက်တစ်ခုရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့လက်ရှိကျွန်တော်ပြည်သူလူထုတစ်ချက်လုံးနဲ့ကျွန်တော်တိုင်းရင်းသားဒါပြည်သူတစ်ချက်လုံးဟာတတော်လေးကိုပင်မန်းစင်ရနေကြပါပြီငကိုလေးကကျွန်တော်နိုင်ငံ190ကြော်ကြာဒါဖိနှိပ်ခံအနေနဲ့ကျွန်တော်ရက်တည်ခဲ့ရတာ ်ကျွန်တော်တို့ရဲ့ဒါကျမ်းမာရေးကျွန်တော်တို့ရဲ့ဒါပညာရေးကျွန်တော်တို့ရဲ့စာဝေးနေရဘာခုမှအာမခံချက်မရှိဘဲနဲ့ကျွန်တော်နိုင်ငံတွင်းမှာဖြစ်သလိုအသက်ရှင်ရပ်တည်ခဲ့ရတယ်ကျွန်တော်ပြည်သူတွေဟာနေပေါင်းများစွာဖိနှိပ်ခံခဲ့ရတယ်လို့ခုအနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ပြည်သူတွေပုံပြီးတော့စွစွဘဝရင်ဆိုင်နေရတယ်လူငယ်တွေလူလက်ပိုင်းတွေလူကြီးတွေကလင်းငယ်တွေပါမကျန်ပါဆိုတော့တိုင်းသားနေပြည်တော်ဆိုရင်လည်းပဲကျွန်တော်တို့ကလင်းငယ်တွေရဲ့ဒါအကြောင်းတွေပါဘုံချဲခံရတဲ့အခြေအနေတွေကိုကျွန်တော်ပြပါကြားမှာဖြစ်တယ် ပုံမှန်တိုင်းကကျွန်တော်တို့ဒါနိုင်ငံတွင်းကမိဘပြည်သူတွေဟာတခုခုတော့ပတ်ရောက်တယ်ဆိုရင်မဖုံးကြီးကြောင်းလို့ဖျားကြောင်းလို့အဲ့လိုနေရာလေးတွေမှာသွားပြီးတော့နေရကြပါတယ်ဆိုတော့အခုကအဲ့ဒီဖုံးကြီးကြောင်းကျွန်တော်ဖျားကြောင်းတွေကိုပါစေပြစ်မှတ်ထားပြီးတော့ကျွန်တော်ဖက်စစ်ခွေတကလေးနဲ့ဘုံချဲနေတဲ့အခါမှာကြောင်းပြည်သူဟာတော်တော်လေးကိုအသက်ရှင်ရက်တည်ရခတ်နေပါတယ် ဆိုတော့ကျွန်တော်တို့အားလုံးပူးပေါင်းပြီးတဲ့ဒီဒေကိုတိုင်းသာတပ်ဖွဲ့ဝင်အားလုံးနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့အတူတူကျွန်တော်မိဘပြည်သူတွေဆင်နွှဲရတော်မယ်နေ့အမြန်ဆုံးတတ်မှတ်အကောင့်ထဲပို့ပြီးတော့ကျွန်တော်ထိုးစစ်ကိုတရစက်ဆင်နွှဲဖို့လေးလေးနက်နက်မြစ်တာရက်ကန်တိုက်တွန်းရင်းနဲ့ဒီနေ့ဖီလိုအဆုံးသက်ပြစေနောက်လာတဲ့ဖီလိုကိုဒီတစ်ခုကိုကျွန်တော်ကြိုးစားပေးပါမယ် လက်နက်ပေးစစ်ပေးကပေးကြောက်နေကြောက်နိုင်တဲ့တွေ့မှရှိတယ်မိဘတအုပ်ကြီးစီတယ်ပြီးရင်ကင်းရှင်းမှကျွန်တော်လေးနက်စတောင်းရှင်းနေကျွန်တော်ရေပေါ်ရှင်းလေးပါ